င်းအဲ့အကောင့်သူနဲ့မင်းတို့မြို့လာပြောတော့မင်းငါပြောမယ်အဲ့ပစံတွေကညီလေးကိုကိုပြောပါမယ်အလူရှင်တွေကလူတော့ကျွေးတဲ့တာရသူသားတွေမင်းမဟုတ်ဘူးဟုတ်ဘူးဘောပါဘောပြောရမင်းအဲ့အကောင့်အကောင့်သူနဲ့လေအကောင့်သူနဲ့မင်းငါ့ကိုလာသိနေရလေဟုတ်လားမင်းဟာအဲ့ဒေါက်ခင်မကျူကပြောအောင်ကပြောအောင်ဟုတ်လားမဟုတ်လားပြောပြောပြောအာမဟုတ်ပါဘူးကဘာစကားတော့ဘာဘာစကားမှာတော့မင်းတို့လိန်ကြရောဘာစကားကိုငါဘယ်လိုပြောမလို့အေးညီမလေးအဲ့ဆိုအမအရင်ပတ်ဆက်လေးထုတ်လိုက်အောင်မယ်လေထုတ်ပြီးမှညီမလေးလုတ်ပြီးမလား အဲ့တော့စိုက်ပျိုးရေးမွေးမြူရေးရင်းနှီးမြှုပ်နှံရေးသိန်း30ခမဖုံးနဲ့ထုတ်ခွင့်ကြထားတယ်။ဒီနေ့နောက်ဆုံးထုတ်မှရမယ်။နောက်ရမရတော့ဘူးတလား။နော်။အဲအဲ့ဒါငွေရချင်းဝင်မျိုးစားမှုဘူးခမတို့ပြန်ဆက်เสียမလို့ငွေကိုဆောင်းနိုင်ရင်ကျွန်တော်တို့ထုတ်လို့ရတယ်။ ဲ့လိုဟုတ်ကဲ့အော်ဒီပုတ်ခေါ်လို့ခေါ်ဆိုဟောပတ်စံမမတွေထားတယ်ပြောလို့ကိုကလည်းခီးသွားနေတာခါသွားနေတာဆိုတော့အဲ့ဒီအမေလားဘယ်လိုလုပ်သူဟုတ်တယ်ကဲဟုတ်တယ်အမေမေဩဒေါက်ခင်မဒေါက်ခင်မကျူလားဒေါက်ခင်ဒေါက်ခင်မကျူတင်လားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကိုကခီးသွားတော့ကေဘက်ကင်တာတခြားတခြားတယောက်ဖြစ်နေလို့ဖြစ်နေလို့ဆိုတော့ဟောဘယ်ဘူးညီလေးအဲ့အဲ့တွဲတွဲတယ်တွဲတယ်ဗလားတွဲတယ်ပြန်လို့ပြရမှာဘယ်လိုဘယ်လိုလုပ်မှာမသိဘူးလားအဲ့တော့အမေကအမေနဲ့တချက်မေးကြည့်ပါလားဒါမှမဟုတ်ကျွန်တော်ပဲကျွန်တော်ဒီလိုထည့်ပြီးလိုက်တာ ဟိုအဲ့လိုတဲ့တော့မရဘူးလေအဲ့ခါမရဘူးသာမဟုတ်လေအကိုအကိုရှိလွဲတဲ့နံပါတ်ကိုဟိုဟိုပြန်ပြန်ကြည့်တာလေတခြားဆိုတော့အဲ့တောင်လေတေချာလို့ဟိုဟိုသူတို့ကြတော့ဟိုဟာဖြစ်တယ်တော့ကြည်နေပြီဆိုတော့လေဟုတ်လားအသက်ကြီးနေပြီတော့အသက်နေနေတော့ဟုတ်ပြီဆွဲခိုင်းတာအသက်ကြီးနေတော့အသက်နေနေမင်းတို့ကမင်းတို့ကလိမ့်စားတာလားဘာကြီးရဲ့အသက်နေကြလိမ့်စားတယ်ဟုတ်လားဘာလို့ဘယ်အောင်လို့ဟမ်ဘယ်အောင်လို့ဗျမင်းဟာအကောင့်သူနဲ့မင်းတို့လာပြောတော့မင်းငါပြောမယ်အဲ့ပစံတွေကညီလေးကိုကိုပြပါမယ် အလူရှင်တွေကလူထားတာကျွေးတဲ့သားရလူထားတယ်ဘယ်မမဟုတ်ဟုတ်ဟုတ်ဘောပြောတာမင်းအဲ့အကောင့်အကောင့်တူနေလေအကောင့်တူနေမင်းငါ့ကိုလာလိမ့်နေတာလေဟုတ်လားမင်းဟာရောအဲ့ဒေါခင်မကြီးကပြောပါအောင်ကပြောပါအောင်ဟုတ်လားမဟုတ်လားပြောကပြောဟာမဟုတ်ပါဘူးကဘာစကားရောဘာဘာစကားရောမတော်မင်းတို့လိမ့်နေရောဘာစကားရောငါ့ကိုပြောမလို့မင်းတို့ကြောင့်မင်းတို့သိတာပဲမဟုတ်ဘူးလားကပြောပါအောင်ဘာစကားဆိုတော့ကဘာခက်တာဘလို့ခက်တာဘယ်တော့ခက်တာတော့ခက်တယ်ဆိုတာခက်တဲ့အကြောင်းပြောပြပါအောင်ပြောပါအောင်ကြီးလားမင်းတို့ဘောကနှလုံးမှတ်ထားပြီးသားဘုနာပြောနေတာမှတ်ထားပြီးသားနော်ဟမ်ဘာဖြစ်လဲ လွှဲနေမှာပြန်လွှဲလိုက်အဲ့တော့လည်းလွှဲတယ်မလို့လွှဲတယ်ကဟိုဟိုမစရလာပြောပြတာပဲလေလွှဲလွှဲနေမှာကနေလေးလေးဘယ်နှပါဆိုင်လို့ပြောပါအောင်ပြောပါအောင်ပြောပါအောင်နေလေးနာမည်နဲ့ပြောပါအောင်ကဲဘာပြောချင်လဲဘာဘာဟုတ်တယ်လေဟုတ်တယ်လေအဲ့ရကလေးမရဲ့အဲ့ရကလေးမရဲ့အဲ့ကလေးမမစညာလာပြောလိုက်လေလာပြောလိုက်လေအမေမေးလို့ပြောဟုတ်လားဟုတ်လားဟုတ်လားမင်းတို့သူများပါဆိုင်မတရားမလို့ချင်ပါနဲ့ကွာငါတို့ကတော့ပိုက်ရလုံနေတာဟုတ်လားအဲမချတော့မင်းမချတော့ကဲလိန်စားတဲ့ကောင်နေမှတ်ပြီလားနော် အဲ့လိုမျိုးလေးနာနာလေးပြောမှာဗျာနော် သူများကချွေးနေစာနဲ့မိမ့်မိမ့်ထိုင်စားခြင်းနဲ့ကောင်းနေဒီထပ်ပို့ပြီးတော့နာနာ ပြောရမှာနော်ဒီလိုပြောတာနဲတော့နဲသေးတယ်အဲ့ဒါဆိုရင်ကိဘေးလည်းတူမှာဖြတ်ပေးလာရဲဆိုတော့ကိဘေးလည်းပဲတူမှာအကောင့်ဟာတာလေးငွေသားလေးလည်းမူတယ်ငွေသိမ်းမတော်ခက်ခဲဒီမှာနေတဲ့ကောင်လေးပဲတူဖြတ်ပေးတာဒါပေမဲ့3000ဆိုတော့အဲ့ဒီတော့ပြဿနာမျိုးလည်းတော့မရှိတော့ဘူးယောဂီဆက်ကြတော့ပြန်လဲသုံးလို့ရပါပြီနော်။ဩအေးအေးညီမလေးအဲ့ဆိုညီမလေးပတ်ဆက် တယောက်ပြသွားဘူး level 2ကနေ level 3ကိုပြင်လိုက်ပြီးပြီးပြီးနေမှာဖြစ်တဲ့ချင်းဒီမှာဘုကလူကြောင့်မလဲခြေပေး level 2ကိုတရားဝင်ပြင်သိလိုက်ပြီး level 3ရဲ့မျက်စာပေးသွားမယ်ဘမလုံးဆောင်လေးကြောင်မလုံးတော့အမအေးညီမလေးအဲ့ဆိုအမအရင်ပတ်စံလေးထုတ်လိုက်အောင်မယ်လေထုတ်ပြီးမှညီမလေးလုပ်ပြီးမလားဟုတ်ကဲ့ပါမ level 2ကိုဖြည့်သိမ်းလိုက်တာဖြစ်တဲ့တဲ့ကြောင့်မတော်ဘုကနေပြီးတော့ level 2ကိုဖြည့်သိမ်းလိုက်ပြီးတော့ဝင်ဝင်ထမရတော့ဘူး level 3မျက်စာပေးမှဝင်ဝင်ထပြန်ရမှာနော်အမဟုတ်လားအဲ့ဆိုအမကတော့အဆန်ရှိနေရဘယ်လိုလုပ်ရမလဲမသိဘူး ငွေအရင်ထုတ်ချင်တယ်လေထုတ်ရအောင်မယ်လေထုတ်ပြီးမှလုပ်ပေးလို့ရလားဟုတ်ပါပါတော့ဝတ်စိတ်မူငွေချေကျွန်တော်တို့ကနေပြီးလည်းတည်းနှစ်ဆောင်ပြီးရတာကအမားရဲ့ငွေသားတော့မဖြစ်တာတော့အမားကျွန်တော်တို့ငွေသားနဲ့တစ်သက်တမ်းမှာငွေသားဘရောင်းဝယ်ရှိရှိကျွန်တော်တို့ကလည်းတာဝန်ခံတဲ့တာဝန်ယူဖို့ရှိတယ်ဒီရောအဲ့ဒီနှစ်တောင်ပေါ်တယ်လေလေးနှစ်တောင်ပေါ်အေးအဲ့ဆိုညီမလေးကကျန်နေဘူးလဲညီမလေးဘာဘာရဒူးလေးလဲဟုတ်ကဲ့ပါရှင်တော့မနေကြရတော့ပါရှင်အေးနမဆုတစင်ဆိုပါတော့ပါဆုတစင် ဘသူညီမလေးစုတဲ့စင်စောဟုတ်ကဲ့ပါမန်နေဂျာတမိတမိကဘယ်ဘယ်ဘယ်ဘန်ရလဲဟယ်လိုစုတဲ့စင်တမိကဘယ်ဘန်ရဘယ်ဘန်ခွဲရမန်နေဂျာလဲတမိဟုတ်ကဲ့ပါမရှိဆက်လေးခင်ဗျာလဲဘန်မဟယ်လိုဩ84လားအမ88လမ်းမှာအမတူမရှိရတော့အဲ့ဆိုညီမလေး84လမ်းကိုသွားလို့ရရလားဟုတ်ကဲ့ပါ ထားရတာပေါ့နော်။မာမောင်ကြီးကျန်တာလေးတော့ပြောမင်းနဲ့တော့ဘာလဲ။မောင်ကြီးကောင်းတဲ့။ဆောင်းပြီးရ။မောင်ကောင်းတဲ့ညီပါမီမျိုးဆိုရရင်ဒီကနေ့မောင်ကောင်းကပိတ်သိမ်းလိုက်ပြီးတဲ့တော်ဝင်ဝင်ထမရတော့ဘူး။အေးမောအမတူမကလည်းတမီမန်နေဂျာပဲတမီမသိကြရနေမှာတိလာဟိုကလေကေတီကေတီကေတီမြေတမီတိလာမသိဘူးတမီကမန်နေဂျာချင်းချင်းဆိုတော့လေ ဟုတ်ကဲ့ပါပါသိသိသိပါရောသိရလားအဲ့ဆိုသမီးအဲ့ဆိုရင်သမီးသမီးအမအတူတူရမှာကုညီတောင်းလိုက်မယ်လေသမီးသမီးတို့ချင်းချင်းနဲ့ချိန်ပေးလိုက်ပါလားဟုတ်ပါပါရပါတယ်ရှင်အကုညီတောင်းကိုရရတော့အမအမတူပါကုညီတောင်းမယ်ဆိုလို့ရှိရင်နော်တောင်း၁၅မိနစ်နဲ့တောင်းရုံလုံးဆောင်ပေးရမယ်ရှင်တာမတောင်းရုံဆောင်ပေးရမယ်ဟုတ်ပြီအဲ့ဆိုရောင်းတဲ့သမီးအမတောင်းလိုက်မယ်လေနော်အေးအေးအမပေါ်လိုက်မယ်နော်ကျေးဇူးနော်ညီမလေး မင်းတို့လိန်တာနီးလဲဟောင်းသွားပြီเนาะအသစ်လေးပါလေးပြောင်းလိန်ကြအောင်กว่าเนาะဒါတွေကပြည်သူတွေကခံရပေါင်းများပြီဆိုတော့ဒါနှက်သွားပြီเนาะနောက်တနီးလေးထပ်စ조사လိုက်ကြအောင်လုံလုံပြီလားဟလားဟုတ်ပါခင်ဗျာအဲ့တော့ဆိုင်ပြေးမွေးမြူရင်းနှီးမြှုပ်နှံသိန်း30ခမားဖုံးနဲ့ထုတ်ခွင့်ကြထားတယ်ဒီနေ့နောက်ဆုံးထုတ်မှရမယ်နောက်ရမရတော့ဟုတ်လားနော်အဲအဲ့ဒါဒီငွေကချင်းဝင်မျိုးစားမဟုတ်ဘူးခမားတို့ပြန်ဆက်เสียမှာမလို့ ငွေခွန်ဆောင်နိုင်ရင်ကျွန်တော်တို့ထုတ်လို့ရတယ်เนาะငွေခွန်ဆောင်နေဆိုတာလားစဉ်နှစ်စဉ်ဆောင်เสียမလို့ဒီငွေထုတ်ဖို့ဒီဒီချိန်မှဆောင်ရတာနောက်နောက်အရှုပ်ရှင်းကြရအောင်လို့ဟုတ်ပြီလားဟုတ်ဟုတ်ကဲ့ခင်ဗျငွေခွန်ငွေ၁၀သိန်းမှ၂900ပဲတင်ရတာเนาะတိုင်းတစ်ဆက်ခင်ဗျာတော်တော်တန်နေနော်8000ကျပ်ပဲတင်ရတယ်ဟုတ်သိန်း30လုံးထုတ်မှဆို8900ပဲသွန်ရတယ်ဟလားเนาะအော်ဟုတ်ကဲ့ခင်ဗျအဲ့တော့လူချင်းမရဘယ်လောက်ထုတ်မှလဲအာပေးသေးရထုတ်မှာပေါ့ တုံးသုံးဆယ်ပင်ပို့ပေးလို့မရဘူးလေ၈၀၀၀ခုနောင်သွင်းနိုင်ရင်30လုံးချပေးမယ်အဲ့ဒါဆိုနာမည်မှတ်ပုံနဲ့ပြောကျွန်တော်စည်ရင်သွင်းအောင်ချနေလို့မြန်မြန်လေးလုပ်ခဲ့လို့ရတယ်နော်မင်းတို့နာမကီပီတို့ဝေမန်းကြီးတို့ဆိုင်နေရှိလားเออเนเน่တော့အလှမ်းဝေးတယ်ဘယ်နှမင်းလောက်သွားလဲအဲဆိုင်ကယ်နဲ့ဆိုရင်တော့ဆိုင်ကယ်နဲ့ဆိုရင်တော့ဝါလောက်သွားမှာမင်းနဲ့20နာရီဝက်ပေါ့ရတယ်ရတယ်အဲ့လိုဆိုမင်းတယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်နာမည်လေးပြောပြတော့ဆိုင်ကယ်နဲ့ဆိုရင်တော့ဝါလောက်သွားမှာမင်းနဲ့20နာရီဝက်ပေါ့ရတယ်ရတယ်အဲ့လိုဆိုမင်းတယ်ကျွန်တော်နာမည်လေးပြော 如果这那难没啦？哎不，如今咩地方百姓会偷买，如说如今咩难买，冇人给你，那你嘛好把个生意定下嘛哩？哦，古毛文，古毛文好比，嗯，冇人来买你表，等下敲的，下把面捞嘞，下面捞啦，好的好的，嗯，下面捞，面啦，麻辣那奶啦，好好的好的，麻辣那奶那把表，古毛文。

ော်။အော်ဟုတ်ကဲ့။တွင်းမိပြီဆိုတာနဲ့ဆိုင်ပြင်အတွက်ကျွန်တော်ကိုဖုံးဆက်ပေး။လူချင်းမင်းအဲဆိုင်ရှိမှ9မိနစ်ပဲဆောက်။ကျွန်တော်လက်မှတ်ထိုးပြီးတာနဲ့လူချင်းမင်းဖုံးလဲကိုဝေမန်းနီမက်ဆေ့ချ်10သိန်း3000ချပေးမယ်။ကုန်းနံပါတ်6လုံးပေးမယ်။ခဏပြန်ထုတ်သွားတခါလေဟုတ်လား။နော်။အော်ဟုတ်ကဲ့။ဆိုင်မရရင်ဆိုင်3ဆိုင်ခွဲထုတ်လို့ရအောင်ကျွန်တော်10သိန်း3000ခွဲလွှဲပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဝင်မန်းလေးဆိုင်ကကျွန်တော်တို့ရုံးတဲ့ဆိုင်လို့မဟုတ်ဘူးเนาะ ဟုတ်ရှင်မင်းတို့နောက်ကြတဲ့အတွက်ရှင်မြအောင်လို့ကျွန်တော်တို့ကကိုညီလာဟုတ်ပြီလားဟုတ်ပါခင်ဗျာဟုတ်ကဲ့ဟုတ်ဝင်မင်းတိုင်းမှာအပေါ်စာသားတွေရှောက်ပြောဖို့မလိုဘူးဝင်ရင်အများကြီးကြိုးထုံးမယ်ဆိုလည်းသွားမမင်းနဲ့ခင်ဗျားတို့ဒါဝေလွဲကနေမတရားပေးရမယ်နိုင်ငံရေးလည်းကောင်းတာမဟုတ်ဘူးဟိုလိုလိုဒီလိုလိုဖြစ်မှာဆိုလို့ပြောတာဟုတ်ဟုတ်ပါခင်ဗျာတခါတည်းကြိုးပိတ်ပြရနော်ကျွန်တော်ဖုန်းနံပါတ်ဂျီလေးနဲ့936 939ဒီဖုန်းနံပါတ်ဝေးအကောင့်နဲ့ငွေလွှဲခြင်းလို့လို့အကောင့်နံပါတ်ကိုကိုမင်းလို့ထားပဲဟုတ်ဟုတ်ကဲ့အဲ့ဒါဟိုဟာဒီကဘယ်လောက်လွှဲရမှာ ပဲဆိုရမယ်။ဟုတ်၈000 8000လောက်လဲလို့ရှိရင်ဟိုကအကိုတို့ကသိန်း30ပြန်သိန်း30သိန်း30လုံးချတယ်။ဟုတ်သိန်း30သိန်း30ပေးမှာ။မိုက်တယ်နော်တော်တော်တန်တယ်။ဟုတ်လဲသိန်း30ကြားထားတဲ့ဆင်ရဲမှာ။ဩဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့။အဲ့အဆိုအခုမြန်မြန်သွားဖောင်စင်ရင်ပိတ်သွားမှာဆိုလို့ပြောတာဟဟဲ့နော်အခုမြန်မြန်သွားဆိုအိမ်မှာလူမရှိသေးဘူးညာကျွန်တော်ဟွာတို့ပြောအောင်မယ် အိမ်ရှင်မောက်ပြောအောင်ခင်ဗျားလောက်ခင်ဗျားအတွက်ပြောတာဗျာခင်ဗျားရမယ်ငွေလေးဟုတ်ကဲ့ဟုတ်ကဲ့သိတယ်သိတယ်သိတယ်ပြောပြတာဟုတ်ကဲ့ခင်ဗျားတို့နဲ့လာမှာဆိုလို့ပြောတာလေခင်ဗျားတို့မြန်မြန်သွားသွားလောက်ကိုရမယ်အခွင့်ရေးကိုဟုတ်လားဟုတ်ကဲ့ခင်ဗျားဟုတ်ကဲ့ဟုတ်ကဲ့လူတိုင်းရတာမှမဟုတ်တာငါးနဲ့မှတစ်ခါလောက်တာစီမံကိန်းအဲ့လိုငါးနဲ့တစ်ခါလောက်လို့ခင်ဗျားဖုံးပါအောင်မှမပါရင်လည်းရအောင်မှာမဟုတ်ဘူးဟုတ်လားဩဟုတ်ကဲ့ခင်ဗျားအပြောကောင်းတယ်နော်အပြောရတော့ဟုတ်ကဲ့ခင်ဗျားဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဆက်ဆက်နဏီလေးရောင်းလိုက်သိန်း30ရောင်းပါအောင်ဟုတ်တယ်ကလေးချစ်တောင်းနဲ့လွှဲရမှာချစ်တောင်းလွှဲရမှာချစ်တောင်းအေးလေးအရာလွှဲရမှာသူကလွှဲရခင်ဗျနဏီလေးဘာမှတန်းကြီးရှိတာမဟုတ်သိန်း30ရမှာကြီးကိုပြည်သူတွေကိုငနောင်ငါအလို့ထင်နေရနော်အရင်တော့ကပဲရမယ်အခုမရတော့ဘူးဗျာနော်ဒီလူကတော့စကားအပြောစုကတော့တကယ်ကိုကျွတ်စင်ကြီးပဲနော်အပြောတော်တော်ကောင်းတယ်တခါတည်းကိုတန်းပိတ်ပလိုက်တာ ကဲတငယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးရှင်ကျွန်တော်အောက်မှာကွန်မန့်လေးရေးပေးသွားခဲ့ပါအောင်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်းဆုံတွေ့ကြမယ်ဗျာနော်